တတရားကဘာစစပြီးဆိုပြီးတော့ဖူတရဲ့ဘုဇူကြီးကကျင်ညာလာပြီးရေးပေါ်အခြေအနေကြောင်းတသားသစ်တသန်းပေးဖို့တောင်းဆိုလိုက်ပါတယ်။အီရန်မှာအစ္စရေးတိုက်ခိုက်မှုပြီးမှကမ္ဘာတင်းမာမှုတွေမြင့်တက်လာတာကိုကိုးကားပြောဆိုပြီးတော့ရုရှားသမ္မတဖူတရဲ့စစ်ဘုဇူကြီးတူကတတရားကဘာစဖြစ်နေပြီလို့ကျင်ညာလိုက်ပါတယ်။ရုရှားစစ်ကောင်းဆောင်ပိုင်းမှာချိန်ရှားတဲ့ပုံကိုဖြစ်တဲ့ဘုဇူအရီယလော်ဒီနော့ကအီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုစတင်ပြီးတဲ့နောက်မှာတသားသစ်တသန်းထိ ်တင့်ဖြင့်စူယုံမှုရုရှားအစိုးရဖွဲ့ကိုတိုက်တွန်းလိုက်ပြီးအလဲအပြောင်းအသင်းနဲ့အချိန်အဟုန်သစ်စတင်နေပြီဆိုပါတယ်။ဗိုလ်ချုပ်ကြီးအယ်လာဒီနော့ဟာလက်ရှိရုရှားစစ်တပ်ရဲ့ပင်မစစ်ရေးနိုင်ငံရေးညှိနှိုင်းမှုယုံ လက်ထောက်အခြေခံရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီးတော့စစ်တပ်ရန်တရားတွင်အယူဝါဒနဲ့ဝါဒဖြန့်ချီရေးကိစ္စတွေကြီးကြပ်ကုန်ခဲ့ပါတယ်။ဒါအပြင်သူဟာသူ့ရဲ့ဇာတိချန်နီယာဒေသမှာတက်ဆွဲထားတဲ့အာမတ် အထူးတပ်ဖွဲ့ရဲ့တမှုလည်းဖြစ်ပါတယ်။ရုရှားဗိုလ်ချုပ်အက်ဒီယာတော့ကကျွန်တော်တို့စစ်တပ်အပြင်ဆင်စုယုံဖို့လိုပါတယ်။အနည်းဆုံး15သိန်းကြိုပြင်ရပါမယ်။ ဒါပေမဲ့တကယ်တမ်းတပန်းလောက်ပြင်ရမှာဗျတတိယကဘာစစ်ဖြစ်နေပြီဖြစ်လို့သူတို့ကိုစင့်ခေါ်ပြီးလေ့ကျင့်ပြင်ဆင်ပေးရမှာမယ်အလဲအပြောင်းအသစ်အရှိန်အဟုန်အသစ်တစ်ခုစီရောက်နေပြီလို့ပြောပါလိမ့်တခြားနိုင်ငံတွေနဲ့ error ကိုလုတ်တလို့မျိုးကျွန်တော်တို့ကိုဘယ်သူမှလာမကစားရဘူးလေကျွန်တော်ပြောတာယုံပါကျွန်တော်တို့အားလုံးအစစ်အစင်တိုင်းမှာစီလုံးမှုလိုပါလေလို့သူက Telegram channel မှာ post တင်ပါလေ LRD နောက်ဟာ cast data မှာ Ukraine သိမ်းထားတဲ့ပိုင်နက်ကိုရုရှားကပြန်ရယူရမှာအနီးကပ် ကုတ်ကဲခဲ့သူဖြစ်ပါတယ်။စစ်ဘက်အဆောင်တွေပါဝင်တီဟီအန်တိုက်မှာရှိတဲ့အနည်းဆုံး၁၈ရက်စကန်၆ခုတမူးတွေနေထိုင်ရာအဆောင်ချက်ထူထပ်တဲ့အဆောက်အုံဝင်တစ်ခုရှိလူနေအိမ်တွေနဲ့တီဟီအန်တိုက်ရှိလူနေအိမ်အဆောက်အုံများစွာကိုအစ္စရေးရဲ့ဘုံကျက်တိုက်ခတ်မှုပြီးနောက်အလာဒီနော့ကခုလိုမှတ်ချက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီတိုက်ခတ်မှုတွေကိုပြစ်မှတ်ထားလောက်ကျန်တပ်ဖြတ်မှုလို့အီရန်ယာရှိတကပြပါတယ်။အီရန်နိုင်ငံအုပ်ဆောင်အရာဒူလာလီခါမီနီကတိုက်ခတ်မှုတွေအတွက်အစ္စရေးအနေနဲ့ ကျင်းထန်တဲ့ဒဏ်ခတ်မှုနဲ့ရင်ဆိုင်ရမယ်လို့တတိပေးထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ကိုတိုက်ခိုက်တဲ့အစ္စရေးကိုရုရှားကရှုတ်ချလိုက်ပါတယ်။တနမန်ရေးနည်းနဲ့ဖြည့်ရှင်းဖို့တောင်းဆိုနေပါတယ်။ရုရှားနိုင်ငံအနေနဲ့အီရန်ကိုအစ္စရေးကတိုက်ခိုက်တဲ့လို့ရရှုတ်ချကြောင်းသမ္မတပူတင်ကအီရန်သမ္မတကိုပြောကြားခဲ့ပါတယ်။ ဇွန်17ရက်မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေစီးရေးပစ်မှတ်တွေကိုလေကြောင်းကနေစတင်တိုက်ခိုက်ခဲ့ပြီးညပိုင်းမှာအီရန်ကလည်းအစ္စရေးမြို့ကြီးတွေကိုဒရုန်းတွေနဲ့အစမပြတ်ပစ်ခတ်တိုက်ခိုက်ပါလိမ့်။အစ္စရေးတိုက်ခိုက်မှုကြောင့်ပြည်ပခအစာပြုတ်ခဲ့ပြီးတဲ့ချိန်မှာပဲပူတင်ဟာအစ္စရေးမြို့ကြီးချုပ်ဗဂျင်မီနီတာညာဟုကိုရောအီရန်သမ္မတမာဆုပီဇာရှကီယန်ကိုပါဖုံးခေါ်ခဲ့ပါလိမ့်။ပီဇာရှကန်နဲ့စကားပြောချိန်မှာပူတင်ကရုရှားအနေနဲ့အစ္စရေးရဲ့ကျူးကျော်တိုက်ခိုက်မှုကိုရှုတ်ချပြီးတော့အီရန်ဘက်ကယက်တီမယ်လို့ပြောခဲ့ကြောင်းကရမလင်နန်တော်ရဲ့ထုတ်ပြန်ချက် ချက်မှာဖော်ပြပါလေပြီးတော့အစ္စရေးတိုက်ခိုက်မှုကြောင့်ထိခိုက်သေးကြခဲ့တဲ့သူတွေအတွက်စာနာနားလည်ပါတယ်လို့ပူတင်ကပြောပါတယ်။နေတာညာဟုနဲ့ဖုံးပြောတဲ့အခါမှာတော့ပူတင်ကအီရန်ရဲ့နျူကလ িয়ার စီမံနဲ့ပတ်သက်လို့သဘောထားကွဲလွဲတာကိုတဏမန်ရေးနည်းလမ်းအနေနဲ့ဆွေးနွေးဖြေရှင်းဖို့တိုက်တွန်းခဲ့ပါတယ်။အစ္စရေးအနေနဲ့ဒီပြဿနာကိုရှင်းတဲ့အခါဘုံတွေအစားနိုင်ငံရေးနဲ့တဏမန်ရေးလမ်းကြောင်းပဲသုံးပြဖို့လိုတယ်လို့ပူတင်ကပြောပါတယ်။အရှေ့လက်ဘက်ကဗလီဘကဟာပုံမစုပွက်လာတဲ့ချိန်မှာရုရှားဟာနှစ်နိုင်ငံလုံးနဲ့နိနိကကဆက်သွယ်နေအောင်မယ်လို့ကရမလင်ကပြောပါတယ်။ အစောပိုင်းမှာတော့ရုရှားဟာအစ္စရေးရဲ့ပြည်ပကနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်မှာအစ္စရေးရဲ့တိုက်ခိုက်မှုဟာတစ်ဖက်သက်လှုပ်ဆောင်ချက်လို့ဆွဆွဲပြီးအီရန်ရဲ့နျူကလ িয়ার စမဂင်နဲ့ပတ်သက်ပြီးတန်တမာရေးအားထုတ်မှုတွေကိုဖျက်ဆီးပစ်ခဲ့တယ်လို့ဝေဖန်ထားပါတယ်။ အီရန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုကိုကုလလွန်ကြိုးကောင်စီထဲမှာပဲတရုတ်နဲ့ရုရှားကပြစ်တင်ရှုတ်ချနေပြီလို့လည်းသိရပါတယ်။အီရန်ရဲ့ချုပ်ချာအာဏာလုံခြုံရေးနဲ့နယ်မြေပိုင်နက်ပေါ်အစ္စရေးရဲ့ကျူးကျော်ထိပါတဲ့လုပ်ရက်ပေါ်မိမိတို့နိုင်ငံရဲ့အနေနဲ့ပြစ်တင်ရှုတ်ချကြောင်းစီးရေးအန္တရာယ်ရှိတဲ့လှုပ်ရှားမှုမှန်သမျှချက်ချင်းရပ်တန့်ဖို့အစ္စရေးကိုတိုက်တွန်းကြောင်းကုလသမဂ္ဂဆိုင်ရာတရုတ်မြေရန်ကိုယ်စားလှယ်ကလုံခြုံရေးကောင်စီမှာကျင်းပတဲ့အရှိအလေပိုင်းဆိုင်ရာအရေးပေါ်ဆွေးနွေးပွဲမှာပြောပါတယ်။ လာဒူကရတ်မကဆိုင်ရရှာတမန်ဗာစီလီနီဗန်ညာကလည်းအီရန်နျူကလ িয়ার ဆေးရုံတွေပေါ်အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှန်သမျှရှုတ်ချပါလိမ့်။အနောက်ဂျေရုဆလင်အစ္စရေးဟာအနောက်အစနိုင်ငံတွေရဲ့ကြောထောက်နောက်ခံပြုမှုကိုရယူပြီးတန်ခတ်အရေးယူမခံရဘဲလှုပ်ဆောင်နေတာဖြစ်ကြောင်းနောက်ပြီးတော့အစ္စရေးနဲ့ပတ်သက်ရင်အမေရိကန်ဟာဗီဒိုအာနာသုံးလို့ခဏခဏပယ်ချကြောင်းဒီလိုကိစ္စတွေကပဲဖြစ်တင်တော့ပဲအစ္စရေးကို အဖြစ်သေးရတော့မယ်ဆိုပြီးတော့လုံခြုံရေးကောင်စီစီဝေးမှာရုရှားတမတမန်ကဆွဆွဲပြောဆိုခဲ့ပါတယ်ကုလသမဂ္ဂထရေဒင်းမျိုးအနိုနီယိုဂူဒါရက်စ်ကတော့အခု၈လပိုင်းမှာဖြစ်နေတဲ့တိမမှုအရင်းထန်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးမိမိအနေနဲ့အလွန်အင်မတန်စိုးရိမ်ပုံကြောင်းအစ္စရေးနဲ့အီရန်တို့အနေနဲ့နှစ်နိုင်ငံကြားတဏမန်ရင်းနှီးလက်နဲ့သာငင်းကြက်နဲ့ဖြစ်ရှင်ကြောင်းကုလသမဂ္ဂအနေနဲ့လည်းဂျာဝင်ဆောင်ရွက်ပြီးဆန္ဒရှိတယ်ဆိုပြီးဂူဒါရက်စ်ကပြောဆိုထားတာဖြစ်ပါတယ်။ ဒီနေ့စနေနေ့မနက်ပိုင်းအာယုံမတက်မီချိန်မှာပဲအစ္စရေးမျိုးကြီးတွေကိုအီရန်ကဒုံးကြီးတွေနဲ့တိုက်ခိုက်ပြီးလက်တုံပြန်လိုက်ပြီဖြစ်ပါတယ်။အာယုံတက်ချိန်တိုင်းမှာအစ္စရေးရဲ့အကြီးဆုံးမျိုးမျိုးဖြစ်တဲ့တယ်လီဘင်နဲ့ဂျေရုဆလင်တို့မှာလေကြောင်းချက်ပေးအော်တက်နေစုမြန်ခဲ့ပါတယ်။အာနာပိုင်တွေကဒေသခံတွေကိုမိုးကာတွေအောက်နေဖို့တတိပေးထားပါတယ်။အစ္စရေးစစ်တပ်ကအီရန်ဒုံးကြီးတွေကြားဖြတ်ဟန်တာကိုလေကြောင်းရဲ့ကာကွယ်စနစ်တွေပြစ်တင်နေပါတယ်။ ီးခဲ့တဲ့နေ့ပိုင်းကအီရန်ကနေအစ္စရေးဘက်ကိုဒုံးကျည်ဒါဇင်နဲ့ချီပြီးတော့ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီတက်ကတချို့ကိုကျွန်တော်တို့ရဲ့ဒုံးခွန်းတို့စနစ်ကကြားဖြတ်ဟန်တာနိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒုံးကျည်ရဲ့ကြားရောက်ခဲ့တဲ့နေရာအများပြမှာကယ်ဆယ်ရေးဖွဲ့တွေကကူညီကယ်ဆယ်ရေးတွေလုပ်နေပြီးအသေးပြောက်ရှိမှရှိဖို့မသိရသေးပါဘူး။အီရန်မျိုးတော်တီဟီယန်ဘက်မှာလည်းပောက်ကွဲတဲ့အများပြားကြားရပြီးနော်တီဟီယန်ရဲ့မန်အာဘတ်လေဆိပ်ကိုဒုံးကျည်20ချိန်မှန်ခဲ့တယ်လို့ ဣရဆိုရတက်စနင်တရင်ထာနာကပြောပါတယ်ဣရခေါင်းဆောင်ပိုင်းနေထိုင်ရနေရာနဲ့နီးတဲ့ဒီလေးစိတ်မှာတိုက်လေရင်နေတဲ့တရီပို့ဆောင်လေရင်နေထားရှိတဲ့လေတက်ခြေဆိုင်စခန်းတွေရှိပါတယ်တဲလွေမျိုးပေါ်ဒုံးကြီးထိမှန်ခဲ့တယ်လို့အစွေးမီဒီယာတွေကဖော်ပြပြီး ဂျေယုစလင်မှာလည်းပောက်ကွဲတန်ကြီးကြားရတယ်လို့ရိုက်တာသတင်းဌာနကဆိုပါတယ်။အီရန်ကတောက်ကြနေညပိုင်းမှာဒုံးကျည်တွေနဲ့နှစ်ကြိမ်တိုက်ခိုက်ပြီးနောက်စနေနေ့မှာတတိယကြိမ်မြောက်တိုက်ခိုက်တာလို့အီရန်ရဲ့ fast သတင်းဌာနကပြောပါတယ်။ဤရန်တမှုတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေစီးရင်နဲ့နျူကလ িয়ার ပြမတွေကိုတောက်ကြနေမနေ့ပိုင်းကအစ္စရေးတပ်ခန့်ကိုတုံ့ပြန်နေနေတဲ့အီရန်ကဒုံးကျည်တွေနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ဣသရေလတဲပင်မြို့မှာတောက်ကြနေရပိုင်းက34ဦးဒဏ်ရာပြီးအများစုဟာမစိုးရိမ်ရဘူးလို့ဣသရေလကစေဖွဲ့ကပြောပါတယ်။အဲနောက်လူတဦးသေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့ကတော့တည်ပြုပါတယ်။အီရန်ဒုံးကျည်တိုက်ခိုက်မှုတွေလူနေထူထပ်တဲ့တဲလ်ဘင်မျိုးလည်းမှရှိတဲ့အထက်မြင့်ဆောင်ကလေးဒုံးကျည်ထိမှန်ခဲ့ပြီးအဆောက်အုံတော်မတော်ဘုံခန့်ပျက်စီးသွားပါတယ်တဲလ်ဘင်မျိုးရှိလို့မှရှိတဲ့ရာမဂန်မျိုးမှလည်းအဆောက်အုံလုံးပျက်စီးပါတယ် ရဂါစတဟာအစ္စရေးဘက်ကိုဥတီလာတဲ့အီရန်ဒုံးကြီးတွေကိုကြားဖြတ်ပစ်ချပေးခဲ့တယ်လို့အမေရိကန်ရာရှိတွေကပြောပါတယ်။အီရန်ကတောက်ကြနေမှာဒုံးကြီးတရားနီးပါးနဲ့ပစ်ခတ်ခဲ့ပြီးအများစုကိုပစ်ချနိုင်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။အီရန်တက္ကသိုလ်ကတယ်လီဗျင်းနဲ့ပတ်ဝန်းကျင်ရှိအဆောက်အအုံများပြားထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မနေ့ကအစ္စရေးတိုက်ခိုက်မှုမှာတော့အီရန်စစ်ဗိုလ်ချုပ်၃ဦးနဲ့နျူကလ িয়ার ပညာရှင်၂ဦးသေဆုံးခဲ့တယ်လို့နောက်ဆုံးရရှိတဲ့ချက်လက်တွေကသိရပါတယ်။ အီရန်ဆိုရမီဒီယာတွေကအစ္စရေးဟာရက်သားဧရိယာတွေကိုပါပိတ်မှတ်ထားခဲ့တယ်လို့ဆွဆွဲပြီးအစိုးရနဲ့စစ်အရာရှိတွေနျူကလ িয়ার ပညာရှင်တွေတေဆုံးခဲ့တာလည်းဝန်ခံပါတယ်။ဇွန်၃ရက်နေ့မှာအစ္စရေးတိုက်လေရင်စီး200လောင်းနဲ့အီရန်နိုင်ငံနှံ့ကမဟာဗျူဟာပိတ်မှတ်တွေကိုခြေမုံးခဲ့ရမှာအီရန်အတွက်ကြီးမားတဲ့ထိုးနှက်ချက်နဲ့ရင်ဆိုင်ခဲ့ရတာပါ။အထူးသဖြင့်အီရန်ထိတ်တန်းစစ်ဗိုလ်ချုပ်၃လောက်တေဆုံးခြင်းဟာအီရန်ရဲ့စစ်ရေးစီမံခန့်ခွဲချိတ်ဆက်မှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ ်ပြီးတော့အနည်းဆုံးနျူကလ িয়ার ပညာရှင်နှစ်ဦးလည်းဆုံးရှုံးခဲ့ရပါတယ်အီရန်ကဆုံးရှုံးခဲ့တဲ့စစ်ဘက်ရရှိတဲ့မှာအီရန်စစ်တပ်စေဝစီချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဘာဂရီပါပါတယ်မိုဟာမက်ဘာဂရီကဖွဲ့စည်းပုံအရအီရန်ဆိုရဒီပတီခါမီနီပြီးရင်အီရန်လက်နက်ကတပ်ဖွဲ့အလုံးရဲ့ယာရူအကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်နောက်ထပ်သေဆုံးသူကတော့ဗိုလ်ချုပ်ဟိုစိန်စလာမီဖြစ်ပြီးအီရန်ရဲ့အင်အားကြီးဆုံးလက်နက်ကတပ်ဖြစ်တဲ့တော်လန်ရေးစောင့်တပ်ရဲ့အကြီးကြီးပါ တော်လိုင်းဆောင်တဲ့ IRN စတဲ့နဲ့ဖွဲ့စည်းပုံတတိတခြားဖြစ်ပြီးတော့နိုင်ငံတုံးကြီးနဲ့ခင်မီလက်နက်စီမကင်းကိုတာဝန်ယူရသလိုခါမေနီကိုဓာတ်ရဲသစ္စာခံပါတယ်။အစ္စရေးစစ်စင်မှာ IRN စတဲ့ရဲ့ဒုတိယစေဝစီချုပ်ဂိုလာမာလီရာရှစ်ပါတည်ဆုံးသွားပါတယ်။ဒါ့အပြင် IRN ရဲ့ Afghan ဆိုင်အကြီးကဟောင်းဖရာဒွန်အဗာစီတီဟီယံမြို့တော်ခြေဆိုင် Islamic Azad Group ဥက္ကရာနဲ့ theory ခြေပြုတ်ရူပါပိတာပညာရှင်မိုဟာမက်မာဒီတာရန်ချီတို့ဟာလည်းအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာတည်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းဝင်ဂျီဂျိုဟောင်းတက်ဆန်ရှင်နာဝတ်ကိုယောဂလုံးဝမပြင်းထန်ပဲထောင်စရုပ်မှာကုသပေးခဲ့ပြီးတော့ယောဂပြင်းထန်ခြင်းအောင်ဆောင်ကလိမ့်လေအစင်ခက်စားတင်သွင်းတဲ့ဆရာဝန်သုံးဦးအေးအေးယူခံရတယ်လို့သိရပါတယ်။ထိုင်းဝင်ဂျီဂျိုဟောင်းတက်ဆန်ဟာအမှန်တကယ်ဘာယောဂမှမရှိပဲဘန်ကောက်ရဲစေယုံရဲ့အထူးခန်းမှာလာနေချီလက်ခံကုသပေးမှုနဲ့အဲဒီမှာလက်ခံကုသပေးခဲ့တဲ့ဆရာဝန်ကြီးသုံးဦးကို စေဝင်နဲ့ကျင်းဝချိုးဖောက်မှုနဲ့အရေးယူဖို့ကိစ္စထပ်လောင်းတည်ပြုတယ်လို့ထိုင်းနိုင်ငံစစ်ကောင်စေးကောင်စီကထုတ်ပြန်ပါတယ်။လူနာမောင်းသဲသန့်ပြင်းထန်တဲ့ယောဂမရှိပါဘဲနဲ့စေးမတန်ကိုလည်းမှမမကန်ရေးသားပြီးတော့လူနာလွှဲပြောင်းကလက်ခံကူတာပေးခဲ့တဲ့ဆရာဝန်၃ဦးကိုစေဝင်နဲ့ကျင်းဝချိုးဖောက်မှုနဲ့အရေးယူမဲ့အကြောင်းစေးကောင်စီကထုတ်ပြန်ပေမဲ့အငင်းပွားမှုတွေရှိနေတာကြောင့် အစည်းအဝေးထပ်လုပ်ပြီးစေကောက်စီအလုံးမှုဆောင်တူးချင်းစီရဲ့ဆန္ဒသဘောထားကောက်ခံပါတယ်။စေကောက်စီအလုံးမှုဆောင်အဖွဲ့ဝင်ဟာဆရာဝန်69ယောက်ရှိပါတယ်။အစည်းအဝေးတက်ရောက်သူက68ယောက်ရှိပါတယ်။ 69တသမ900ကလောက်လောက်ပြီးပြည့်စုံတဲ့အတွက်ကြောင့်စီဝေးကအထားမြောက်ပါတယ်။အဲဒီမှာမဲခွဲတဲ့အခါမှာ60ကအေးအေးယူတင်နေဆိုပါတယ်။တုံးမှုနှပုံကသဘောတူလို့ထုတ်ပြန်ချက်ကိုထပ်မံတည်ပြပါတယ်။ဒီကျင့်ဖို့စီကန်းတွေဟာဆရာဝန်တိုင်းသင်ကြားခဲ့ရပြီးသားပါ။ဒါပေမဲ့ဖြေလျှော့ဖို့ညှိနှိုင်းလာတာရှိပါတယ်။ဖိအားပေးတာချင်းချောက်တာတွေရှိခဲ့ပါတယ်။ဒါတွေကိုကြော်လွားပြီး ဆရာဝန်များကောင်စီရဲ့ဂုဏ်သိက္ခာကိုဝိုင်းဝန်းထင်းသိမ်းပေးခဲ့တဲ့ဆရာဝန်တွေအားလုံးနဲ့ပြည်သူတွေကိုကျေးဇူးတင်ပါတယ်။ဆရာဝန်တွေမှာစေကူသားရမယ့်တာဝန်အပြင်ကျင့်ဖို့ကိုလည်းလိုက်နာကျင့်သုံးရမယ့်တာဝန်ရှိတယ်လို့စေကောင်စီဥက္ကဋ္ဌပေါမောက်ခဒေါက်တာပတ်ဆက်ဝန်ထနာဖားကသတင်းစာရှင်းပေါ်မှာပြောပါတယ်။ အဲ့ဒီဒီဗျူကြရကျွန်တော်ဆေးရုံမှာဆေးရုံတရားဝါသတိပေးတဲ့အဆင့်ရဲဆေးရုံမှာဆေးရုံနှစ်ယောက်ကိုစေကုသခွင့်စာမလက်မှတ်ပြန်လည်သိသိရေးယူမဲ့အဆင့်ရေးယူခံရသူတွေအနေနဲ့မကျင့်နဲ့ရင်တရားဥပဒေမှာတိုင်ကြားနိုင်တယ်ဆိုပါတယ်ယမန်နေ့အစည်းအဝေးမှာအဲ့ဒီဆုံးဖြတ်ချက်ကိုပြန်သုံးသပ်ဖို့လက်ရှိကျမ်းမာရေးဝန်ကြီးကဗီဒီယိုအနာသုံးပြီးလာပြောပြီးမှလည်းစေကောင်းစီဆုံးဖြတ်ချက်ကိုထောက်ခံတဲ့သူလူကြီးကဝိုင်းဟန်တာဆန္ဒပြတာခံခဲ့ရပါတယ် ကျမ်းမိုက်ဝန်ကြီးကဆရာဝန်နေရာလူနာရဲ့ရေးပေါ်ကျမ်းမိုက်အခြေအနေကိုလိုက်ပြီးဆုံးဖြတ်ပိုင်ခွင့်ရှိတင်ပါလေအခြေအနေချို့မှာလူနာကုသရေးကိုဦးစားပေးရတာလည်းရှိပါတယ်ကျုံးကလည်းအနေငယ်တင်းဆောင်တာလည်းရှိနိုင်ပါလေစောက်ကြီးတိုင်းတီးကြလို့ရင်လူနာကုသရေးမှာဆရာဝန်တွေရဲ့ကုကုကိုယုံကြည်မှုရောနေစေတယ်ဆိုပါလေဟန်ဝန်ကျုပ်တဆင်ဟာဝန်ကြီးချုပ်ဖြစ်စဉ်ကပြည်မှုသုံးခုနဲ့တရားစွဲခံရပြီးပြည်ပြေးပွားနဲ့ပြည်ပမှာ15နှစ်ကျော်ရှောင်တိန်ခဲ့ရတာဖြစ်ပါလေ သူတီထောင်ခဲ့တဲ့ဖြူတိုင်းပါတီအာရယဆိုရပြန်ဖြစ်လာတော့ပြည်တယ်နေခံယူဖို့မိခင်နိုင်ငံကိုပြန်လာခဲ့တာပါအဲ့ဒီတော့ကဝန်ကျုပ်သက်ဆင်ဟာအာနာသိန်းခံရတာဖြစ်ပြီးသူ့ကိုအာနာသိန်းစစ်ကောင်းဆောင်တွေကမတရားမှုစင်တာလို့ဆိုပါတယ်သူကကိုပိုင်လေရင်နဲ့ထိုင်းနိုင်ငံပြောင်းစဉ်ကျင်းမာတဲ့လာကျူသူတွေကိုနှုတ်ဆက်ပါတယ်အဲ့တော့တရားရုံးမှာပြည်နယ်ခံယူပြီးကျင်းထောင်ကြခံပါတယ်ဒါပေမဲ့မကူးခင်အဲ့ဒီညမှာပဲနှလုံးသွေးတို့စီးကျအသက်ရှူကျအသေးသက်ဖြစ်လို့ဆိုပြီးကျင်းထောင်ဆင်းကိုတက်ပါလေ အကျဉ်းအောင်စင်ကကုသပစ္စည်းမပြည့်စုံလို့ရဲစင်းုံပြန်ခွဲပါတယ်ရဲစင်းုံ14လောက်မှရှိတဲ့အထူးခန်းမှနေပြီးတော့လူငင်းချမ်းသာနဲ့ပြန်လွတ်လာတဲ့အထိအကျဉ်းတောင်ကိုလုံးဝပြန်မသွားတော့ပါဘူးတူအကျဉ်းအောင်ထဲမှာ24နာရီပြည့်အောင်တော့မနေရပဲဟိုတယ်တမြဆဆလိုလေသေးမှရှိတဲ့စင်းုံထူခန်းနဲ့နေရပါတယ်နေ့စဉ်ရေကူးခေါက်ရိုက်လေ့ကျင့်ခန်းတွေနောက်ပြီးတော့လမ်းလျှောက်လေ့ကျင့်ခန်းတွေလုပ်တယ်လို့လည်းသိရပါတယ်တက်စင်ကိုထောင်စင်းုံမှာထားစဉ် အထူးလုံးကြုံရင်လည်းပြေဝပေးထားပြီးတို့အတွက်ဆရာဝန်ဖွဲ့တည်တဲ့လက်စမဖွဲ့တည်တဲ့တော်မှငွားပေးရပါတယ်။သစင်းရဲ့ကျမ်းမာရင်နဲ့လိုင်ယောညီထွေအောင်စဖုံမှုတွေကတည်တဲ့ချက်ချုပ်ပြင်ဆင်ပေးရပါတယ်။ဒီကိစ္စဟာခွင်ထူးခံတယ်ဆိုပြီးတော့ဆေးရုံရှင်မှာဆန္ဒပြသူတွေရှိသလိုတိုက်ခန့်ပါတီကလည်းလွတ်တော်မှာတင်ပြဆွေးနွေးခဲ့ပါတယ်။ အဂနိလိုက်ဆောင်တိုက်ဖြတ်ထက်ကအမှုတွေလုပ်ပြီးတရားရုံးကိုဥဒတ်လျှောက်ထားတာကြောင့်သူ့မှုကိုတရားရုံးကဇွန်23မှာခေါ်ယူစစ်ဆေးခဲ့ရာတဆင်ကိုတိုင်လုံးဝမလာဘဲရှင်းနေတာဆေလွတ်ခဲ့ပါတယ်။တရားသူကြီးကနောက်ထပ်သက်သက်ရောက်20ပြန်ပြီးမြဲဆိုပြီးမှုကိုလာမဲ့ဇူလိုင်း4ရက်နေ့ထပ်မံချိန်ဆလိုက်တယ်လို့သိရပါတယ်။ ကွယ်စည်းစီစည်းအကြံပြုကော်မတီတရလုံးကိုအမေရိကန်ကျန်းမာရေးဝန်ကြီးကထုတ်ပယ်လိုက်ပါတယ်။အမေရိကန်ကျန်းမာရေးဝန်ကြီး Robert Kennedy Jr. ဟာအစိုးရရဲ့ကာကွယ်စည်းထိုးနှံမှုကိုစီစစ်တည်ပြုပေးရတဲ့ကော်မတီတစ်ခုလုံးကိုအလုပ်ကထုတ်လိုက်ပါတယ်။ကာကွယ်စည်းထိုးနှံမှုရဲ့ကြိုးကျစုကိုမယုံကြည်သူဖြစ်အတီလင်းကျင်ညာထားတဲ့ Robert Kennedy Jr. ကို Trump ကကျန်းမာရေးဝန်ကြီးဖြစ်ခန့်အပ်ထားတာပါ။ ကိုကမာရောရဘတ်ကနေဒီဂျူနီယာအမေရိကန်မှာကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်လို့စီစစ်ကဲဖြတ်တိုင်းပင်ဆွေးနွေးမှုတွေမှာအဓိကတာဝန်ယူရတဲ့ကော်မတီဖွဲ့ဝင်18ဦးလုံးကိုထုတ်ပြန်လိုက်ပါတယ်။ ACIP လို့ခေါ်တဲ့ကာကွယ်ဆေးထိုးနှံမှုအကြံပေးကော်မတီဟာအကျိုးစီးပွားရှုပ်ထွေးမှုကိုအကြောင်းပြုပြီးကာကွယ်ဆေးတွေပေါ်ပြည်သူယုံကြည်မှုရောကြလာစေခဲ့တယ်လို့သူကဆွဆွဲပါတယ်။ကနေဒီကအမေရိကန်ပြည်သူတွေအနေနဲ့ဘေးကင်းဆုံးကာကွယ်ဆေးမျိုးထိုးနှံခွင့်ရနိုင်တာသေချာစေဖို့ လိုလားတယ်လို့ဆိုပါတယ်။ကနေဒီယာရင်ကလေးကတရားဝင်သိမှတ်ပြုကာကွယ်ဆေးတချို့ရဲ့လုံခြုံရေးကိမှုနဲ့အာနိသင်ထိရောက်မှုတွေပေါ်မှာစန့်ကျင်မေးခွန်းထုတ်ခဲ့ပြီးအဲ့ဒီအမည်မျိုးနဲ့ပတ်သက်လို့ဆရာဝန်တွေ၊ကျန်းမာရေးဆေးသိမှတ်များရှင်တွေကသူ့ကိုဝေဖန်ပါတယ်။ကနေဒီယား ACIV ကော်မတီဝင်16ဦးကနားပေးကြောင်းကြီးညာပါတယ်အဲ့ဒီတက၈ဦးဟာတမဂျိုးပါနဲ့နောက်ဆုံးတောင်းရင်တွေနဲ့မှာခိုင်အခိုင်ရသူတွေဖြစ်ပါတယ် ော်မတီဝင်အများစုဟာထင်ကရတက္ကသိုလ်တွေရဲ့စေပညာစင်တာတွေကဆရာဝန်တွေကျွမ်းကျင်သူတွေဖြစ်ပါတယ်။ကနေဒီကတော့သူကိုယ်တိုင် ACM ကော်မတီဝင်တွေကိုမထုတ်ပြဘူးဆိုရင်သမရခရအနေနဲ့2028မတိုင်ခင်ကော်မတီဝင်အစ်စ်တွေခန့်အပ်နိုင်မှာမဟုတ်ဘူးလို့လည်းအကြောင်းပြခဲ့ပါတယ်။ဒါဆိုရင်မေးစရာတစ်ခုရှိတာကအဲ့ဒီကော်မတီဝင်အဟောင်းတွေကိုထုတ်တာဟာအသစ်ခန့်မို့လားဒါမှမဟုတ်ဒီကာကွယ်ဆေးထိုးနိုင်ခြင်းလုပ်ငန်းကိုမယုံကြည်လို့ထုတ်ပယ်တာလားဆိုတော့မေးခွန်းထုတ်ရမှာဖြစ်ပါတယ် သူကရှူးဆက်ကော်မတီကတော့အကျိုးစီးပွားရှုပ်ထွေးမှုတွေလိုက်စားနေပြီးတင်ပြလာသမျှကာကွယ်ဆေးတမ်းကိုခွင့်ပြုကြောင်းဒစိမ့်တုံးထုပေးုံအစုဖွဲ့ထက်မပိုဘူးလို့ပြောပါတယ်ဒီဥပုပ်ကူများအမေရိကန်ကိုတင်ပို့မှုအရန်နှစ်ခုနေပြီးကုံတွေစစ်ပွဲကြောင့်ထိခိုက်မှုတွေခံစားနေရတယ်လို့သိရပါတယ်။ဒေါ်နယ်ထရန့်ရဲ့အောက်ခေါက်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ကမ္ဘာလုံးဆိုင်ရာကုံတွေမတည်ငြိမ်မှုများကြားမှာအမေရိကန်ကိုတရုတ်ကုန်စီတင်ပို့မှုအသေးသေးသာကြာဆင်းသွားပါတယ်။အဲဒီကိန်းကနေရသွင်းကုန်တွေလည်းမျောမှန်းထားတဲ့ကြာဆင်းခဲ့ပြီး ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံတရုတ်ရဲ့ပြည်တွင်းစားသုံးမှုကျဆင်းခြင်းကိုသိသာစေပါတယ်။ဒါအိုမေလာအတွင်းဈေးနှုန်းများဆက်လက်ကျဆင်းနေကြောင်းစောပိုင်းထုတ်ပြန်ခဲ့တဲ့ချက်လက်ကထင်ရှားပါတယ်။ဒီကရလကပြပတင်ပို့မှု၄.၈ခန်းကိုကြာဆင်ခဲ့ပြီး AB လောက်မှာတိုးတက်ပေမဲ့ဘလုံးဘက်မှာစီးပွားရေးပညာရှင်တွေစစ်တမ်းမှာမျှော်မှန်းထားတာထက်၆.၃ခန်းတော့ပိုများပါတယ်။အဲ့ဒီကိန်းကနန်းတွေမှာ American ပြည်တော်စုကိုပို့ကုန်နေ AB လောက်ရဲ့နှိုင်းရှင်စနစ်၁.၈ခန်းကိုကြာဆင်ခဲ့ပါတယ်။ အပြီးမှာထန်းကတရုတ်ဘော်ကောက်ခွန်တွေစတင်ချမှတ်ပါတယ်တရုတ်ကလည်းလက်တော့မြန်နေနေနဲ့အကောက်ခွန်တွေချမှတ်ခဲ့ပြီးနောက်အမေရိကန်ပြည်တော်စုမှတွင်းကုန်ကလည်း18ဒသမ9ရခိုင်နှုန်းကျခဲ့ပါတယ်မေလမှာပို့ကုန်ကုန်များတနည်းနည်းတနည်းသုံးဖို့တဘုံခီထိုးကြနေပါတယ်တရုတ်က BNN ကိုတင်ပို့မှုအရင်လောက်ကထပ်တိုးလာပါတယ်မလေးရှားထိုင်းစင်ကာပူအင်ဒိုနီးရှားပေါ်ဝင်အခြားရှိသောအရှေ့နိုင်ငံတွေကိုတင်ပို့မှုများအပြီးမှာမြင့်တက်ပြီးနောက်အနေငယ်စီရောကျသွားပါတယ်တရုတ်နဲ့အမေရိကန်ကြားကုန်သွယ် အမေရိကန်ကိုပို့ကုန်တွေတိတာယုံနေပြီမဲ့ဟောပို့ပြီးတော့မြန်မာဆဆာပို့နိုင်ပါတယ်လို့တရုတ်အကြီးတန်းစီးပွားပညာရှင်တွေကပြောပါတယ်ကုံသွေးလာလာကဒီအစ်စ်မှာအလွန်အမင်းမရေရာသေးပါဘူးလို့ပြောပါတယ်အင်းလာနေကထုတ်ပြန်ခဲ့တဲ့ကိန်းဂဏန်းတွေဟာတရုတ်စီးပွားရေးပေါ်စိုးရိမ်ပူပန်မှုပုံမှန်မြင့်တက်စေပါတယ် ဝကြေးဖောင်းပွားမှုရဲ့အဓိကအတိုင်းအတာတစ်ခုဖြစ်တဲ့စားသုံးသူဈေးတို့ညှို့ကိန်းဟာလည်းမေလမှာ1.3%တန်းတက်ရခိုင်နှုန်းကျဆင်းခဲ့တယ်လို့တရုတ်မျိုးသားစင်းအင်ဖြူကပြောပါတယ်။ငွေကြေးဖောင်းပွားမှုရောကြခြင်းကြောင့်ကုန်ပစ္စည်းတွေ30%ကျဆင်းနေတယ်ဆိုနိုင်ပေမဲ့ဒီအချိန်လေးမှာစားသုံးသူတွေဟာနောက်ထပ်ဈေးလျှော့ချမှုကိုမျှော်လင့်ပြီးဝယ်ယူမှုတွေကိုရွှေ့ဆိုင်းလေးရှိတာကြောင့်ပုံမှန်ကျပြတ်တဲ့စီးပွားရေးအခြေအနေအတွက် ချိန်ချောက်မှုဖြစ်စေတယ်လို့ဆိုပါတယ်တရုတ်ရဲ့ဒက်သထု18မျိုးတင်ပို့မှုကလည်းပြီးခဲ့တဲ့လကတန်ချိန်4885မှာ9865တန်ထိတိုးခဲ့ကြောင်းကိန်းဂဏန်းအရသိရပါတယ်လန်ဒန်ဆွနီဘော်ဒီယာထရန်ကအေဘီလာ2ရက်နေ့မှာတကဘာလုံးဆိုင်ရာကုန်သွယ်တိုက်ခိုက်မှုကိုစတင်ပြီးနောက်နှစ်နိုင်ငံကြားဒုတိယကြိမ်မြောက်တရားဝင်ညှိနှိုင်းမှုတွေဖြစ်ပါတယ်ပြီးခဲ့တဲ့တရင်ဘက်ကတရုတ်နဲ့ထရန်တန်မှာထရန်တို့ပေါ်ဖို့ရောက်ဆိုပြီးနောက်အဲ့ဒီဆွနီချင်းကိုကြီးညာခဲ့တာဖြစ်ပါတယ်ထရန်ကတော့အလွန်ကောင်းမှုတယ်လို့ဆိုပါတယ် မေလလယ်မှာဂျီနီဘာမှာကျင်းပတဲ့ပထမအဆင့်ညှိနှိုင်းမှုမှာနှစ်နိုင်ငံဟာအလွန်မြင့်မားတဲ့အကောက်ခွန်မှုတွေကိုရပ်ဆိုင်းခဲ့ပေမဲ့ကျေပြန့်တဲ့ကုံတွေသဘောတူညီချက်ကိုတော့ရရှိခြင်းမရှိဘူးလို့သိရပါတယ်။ဥရောပနိုင်ငံကအလွန်ကျွံလွတ်လုပ်တဲ့ကိုကို6ဆိုတဲ့ဘူဝါဒကိုဥရောပကုမ္ပဏီတွေကလုံးဝလက်မခံဘူးလို့ဆိုပါတယ်။ကိုကို6ဆိုတာဘာလဲဆိုတော့မနက်9နာရီညာ9နာရီထိတပတ်6ရက်အလုံးဆင်းရမယ်လို့ဆိုပါတယ်။ကိုကို6အလုံးရည်ခြင်းမှုဆိုပြီးတော့တရုတ်မှာတော်တော်လေးခက်စားနေပါတယ်။ အဲ့ဒီလှုပ်ရင်ကျင်းမှုကိုတရုတ်မှာကျင်သုံးနေပြီးတော့ဂျမိုင်းရဲ့အလီဘာဘာနဲ့ဘိုင်ဒန်ဆရဲ့ TikTok အပါဝင်ဒီပညာကုမ္ပဏီကြီးတွေကလက်ခံကျင်သုံးခဲ့ပေမဲ့ဒီစနစ်ဟာမကြသေးမီနှစ်ပေါင်းများစွာတွင်ကန့်ကွက်မှုတွေကြုံနေရပါတယ်။ TikTok ရဲ့ Google 6လှုပ်ရင်ကျင်းမှုကြောင့်ဥရောပလူပညာရှင်တွေကလောက်ကမ်းလမ်းမှုတွေနဲ့လူတွေ့မြင်မှုကိုညှင်းပယ်ပါတယ်။တပတ်ကိုနိုင်40တာယုံတရမဲ့အစားပုံမှုထိရောက်စီဖို့အတွက်ဂျာမနီမှာတပတ်ကို7နာရီတရားဝင်လှုပ်ချိန်ကန့်သတ်ချက်အားဖယ်ရှားတဲ့ကြောင်း ဂျာမနီဒီဒီဂျက်ဖရိုက်ဒစ်ကပြောပါတယ်ဒါပေမဲ့ဘယ်ဒါရန်ကမ္ပဏီများထရီဆုရှယ်ယာရှင်တွေကတော့ဥရောပမှာဒေါ်လာ7ဘီလီယံကျော်တန်ဖိုးရှိတဲ့ကုမ္ပဏီတွေဟာမကြသေးမီနှစ်တွေအတွင်းထွက်ပေါ်လာတဲ့အတွက်ကြောင့်ဒီအမြင်ဟာခက်နှောက်ကျနေပြီလို့ဆိုပါတယ်ဥရောပနေပြည်တော်စီးပွားရေးလုပ်ငန်းခွင်ကအမေရိကန်နဲ့အာရှကိုမှီလိုက်နိုင်ပါတယ်1980ပြည့်နှစ်တွေတုန်းကဥရောပနေပြည်တော်ကအမေရိကန်နေပြည်တော်မှာကျန်ခဲ့ပေမဲ့အခုချိန်မှာတော့မဟုတ်တော့ဘူးလို့ဆိုပါတယ် ကိုကို6လောက်ရင်ချင်းမှုကိုဥရောပမှာကျင်းသုံးမှုတောင်းဆိုမှုတွေဟာတွန့်ပြန်မှုတွေပြင်းထန်ခဲ့ပါတယ် CNBC ကဥရောပမှာအစာပြေလုပ်ငန်းတည်ထောင်သူ9ဦးနဲ့စွန်စားယူနီယံနဲ့သူတွေနဲ့သူတို့သဘောမတူတဲ့အကြောင်းရင်းကိုဆွေးနွေးပါတယ်တရုတ်ရဲ့ကိုကို6လို့မဟုတ်စီလီကွန်တောင်ကြားရဲ့24/7လောက်ရင်ချင်းမှုကိုဆွဲလက်မှုမှာအစာပြေလုပ်ငန်းတွေမှာလှုပ်ရှုပ်နေခြင်းကိုဂုဏ်ရှိတယ်လို့ယူဆခြင်းကလည်းထပ်ပေါ်လာခြင်းကြောင့်ဖြစ်ကြောင်းဆိုပါတယ်ဒါကပြောရမယ်ဆိုရင်စမတ်ကြကြလောက်တာထက်လောက်ပို့လို့ရတာကိုဆွဲလက်မှုတစ်ခုပဲဖြစ်နေပါလေ ဘာကောင်းကျိုးမှမရှိပါဘူးလူမှုရေးလည်းမရှိတော့ဘူးလို့ဆိုပါလိမ့်လန်ဒန်ခြေစပ်ဘရောင်းမန်လေးကိုတီထောင်သူနေနာမော်ရန်ဟန်ဒေးကအလုံးကျုံလုံးလုံးရဲ့ယဉ်ကျေးမှုကိုလက်ခံတင်သောခြင်းဟာရေရှည်မှာပျက်ရမှုလုံးဝမကောင်းဘူးနဲ့မလိုလားတဲ့အကျိုးဆက်ပဲရှိမယ်လို့ပြောပါလိမ့်ကိုကိုချောင်းအလုံးယဉ်ကျေးမှုမလိုအကြောင်းနဲ့ဒီတဘောကဥရောပရဲ့စီးပင်းနေနဲ့လုံးဝမကိုက်ညီဘူးလို့ဆိုပါလိမ့်ဥရောပရဲ့အော်မီလိုကမ္ပဏီတွေဖြစ်တဲ့ Spotify, SAP ကနေ ASMLG ကြည့်ရင်အလုံးလုံး လုံးလုံးအောင်မြင်တာမဟုတ်ပါဘူးစင်စလပြတ်စံတစ်တူထမှုငြိမ်းငြိမ်းတို့ကြောင့်အောင်မြင်ခဲ့တာလို့ဆိုပါတယ်ဥရောပကိုဈေးကွက်ချက်တွေပြီးနောက်စီမင်းစည်းကမ်းချိုးဖောက်မှုတွေပြုလုပ်နေတဲ့အမေရိကန်မှာ Uber နဲ့ Meta ရဲ့နမူနာတွေကိုထောက်ပြပါတယ်ဒီနမူနာတွေက Silicon Valley ရဲ့ National လှူရှာပြီးအရေးအားကိုချိုးဖောက်နေတဲ့ကျောင်းတွေကအလုံးသမားခွင့်ရကိုရေးကိုတာနဲ့ရေရှည်တည်တဲ့စီးပွားရေးဆိုင်ရာကျင့်သုံးဒီဥရောပတံမိုးတွေကိုချိုးဖောက်နေတာပဲလို့ဆိုပါတယ်အမြဲအလုံးလုံးကျလုံးတဲ့ရင်ကျမှုက ာယုံစစ်ချက်မှုကိုကြာဆင်းစေပြီးတော့ပါမယ်စွမ်းရည်ကိုပဲဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့အလုပ်ပို့လို့တာကမနေ့ဖက်မှာကုန်ထုတ်စွမ်းအကျက်တဲဖြစ်လိမ့်မယ်လို့ဆိုပါတယ်။အလုပ်သမားကိုအလုပ်ခိုင်းတိုင်းကိုကောင်းတဲ့ကုန်ထုတ်စွမ်းအကိုအမြဲတမ်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။အတိတ်ပဲကိမတဲ့လုပ်ဝင်လုပ်ရင်တခြား company တွေနဲ့ရေရှင်မှာကွဲပြားသွားလိမ့်မယ်လို့ဆိုပါတယ်။ဒီချိန်ထဲမှာလုပ်ငန်းပေါ်မှာရှိတဲ့နောက်ဆုံးမျိုးဆက်တွေဟာအလုံးကြုံလှုပ်လှုပ်ဖို့လားလာနေနေပြီးလုံတဲ့ဘဝဟန်ချက်ဦးစားပေးတည်ရှိပါတယ်။ လူတွေကလုံးပို့လို့ရတာကိုခဏတာပဲသိခံနိုင်မယ်။နောက်ဆုံးမှတော့ဒါတွေကဘယ်သူမှသိခံနိုင်မှာမဟုတ်ဘူးလို့ပညာရှင်တွေကဆိုပါတယ်။အလောက်ချိန်တွေတိုးမဲ့စားကဘာလုံးဆိုင်ရာရှင်ပြိုင်မှုခိုင်မာအောက်ကောက်စီရဲ့အတွက်ယင်းနည်းမြုပ်နှံငွေနဲ့ယင်းမြစ်ကသာပိုအရေးကြီးတယ်လို့ပြောပါတယ်။အရင်နှစ်တောင်းရင်အစာပြုတ်လုပ်ငန်းတွေမှာပြင်းပြင်းထန်ထန်ရှင်ပြိုင်တက်တဲ့အရေးချင်းရှိသူတွေကိုငှားရနိုင်ပါလေ။ဒီကနေ့တော့ဒီအမေရိကန်ကလူ90ပြိုင်မဲ့နဲ့ဒီကလူ100ယောက်ထဲပြိုင်နေရတာဆိုရင် ်ဒါဟာအဓိကအဖြစ်ငွေကြေးကစကားပြောသွားတယ်လို့ဆိုပါတယ်အစာပြေလုပ်ငန်းတွေဟာအရှိန်ဟုန်ပြည့်ပြည့်လုပ်ဆောင်မှုလိုအပ်ကြောင်းတည်ထောင်သူတွေကအသိမပြုပေမဲ့ဒါဟာ1990ဝန်းကျင်လောက်ကအယူဆတာလို့ပြောပါတယ်2020မှာတော့ဒေါ်လာသန်းပေါင်းများစွာနဲ့ရောင်းချခဲ့တဲ့ fan buy ရဲ့တွဲဖက်တည်ထောင်သူအမှုဆောင်အရာရှိချုပ်တွေကတော့996လောက်ဝါတာကိုထောက်ခံပေမဲ့အချိန်ဟာအရေးကြီးကြောင်းပြောပါတယ်စနေတဲ့နေ့ကလေးမှာလှုပ်လှုပ်တာကဒီအလုပ်သမားတွေရွေးချယ်မှုမှာဒါပေမဲ့ အားလုံးကတော့ဒီတိုင်းလုံးမလို့မျှော်လင့်လို့မရဘူးလေ။ဒါတော့ဂုံယူစရာလည်းမရှိပါဘူးလို့ဆိုပါလိမ့်။ဒါကြောင့်တရုတ်ရဲ့ကိုကိုချောက်လုံရင်ကျင်းမှုဥရောပကိုမကူးဆက်လာဖို့ကအရေးကြီးတယ်လို့ဥရောပကုမ္ပဏီတွေကထောက်ပြပြောပါလိမ့်။